စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းခလစ်စစ်သား1800ကျော်အသုံးပြုထားကြောင်းစစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီခလစ်စစ်သားတွေထဲမှာအသက်12နှစ်လောက်အထိငယ်ရွယ်တဲ့သူတွေတောင်မှပါဝင်တယ်လို့ဆိုထားပါတယ်။2024ခုနှစ်တနည်းထဲအတွက်မှာပဲအသက်မပြည့်သေးတဲ့ခလစ်ငယ်တွေအပေါ်မှာလူခွေရေးချိုးဖောက်မှုပေါင်း2138ခုရှိတဲ့အကြောင်းကိုစစ်ဆေးအတည်ပြုထားနိုင်ပြီလို့လည်းဆိုထားပါတယ်။အဲ့ဒီ2138ခုအပြင်မှာ ဆွဆွဲရက်ရှိပြီးတော့စစ်စိတ်နေစေဖြစ်တဲ့ကလေးတငယ်တွေပေါ်လူခွေရေးချိုးဖောက်မှုကျူးလွန်ထားတာကလည်းထောက်နေရရှိသေးတယ်လို့ဆိုပါတယ်။လုံခြုံရေးကောင်စီအထွေထွေညီလာခံမှာကုလသမဂ္ဂအတွေ့အမှုချုပ်ကပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒါလိုဖော်ပြထားတာဖြစ်ပါတယ်။စစ်ပွဲအတွင်းကလေးစစ်သားအုံပြုခြင်းကလေးတငယ်တပ်ဖြတ်ခြင်းကိုလက်အင်ကဖြတ်တောက်ညှဉ်းပန်းခြင်းလိမ့်မှုကျူးလွန်ခြင်းစာတင်ကြောင်းနဲ့ဆေးရုံကိုဓာတ်ရိုက်တိုက်ခိုက်ခြင်းလူပြန်ပေးဆွဲခြင်းစတဲ့အလွန်ဆိုးဝါးတဲ့ကလေးတငယ်တွေအပေါ် ပြစ်မှုမျိုးစုံကျူးလွန်တာတွေကိုမြန်မာစစ်ကောင်စီကလုပ်နေတယ်လို့ကုလသမဂ္ဂအတွင်းမှုရုပ်ရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်။အဲ့ဒါလိုပြစ်မှုတွေကိုအစိုးရတာဝန်ယူထားတဲ့သူကကျူးလွန်နေတာဟာမြန်မာစစ်ကောင်စီတပွဲပဲရှိတယ်လို့လည်းကုလသမဂ္ဂအတွင်းမှုရုပ်ရဲ့အစီရင်ခံစာကမိမောင်းထုတ်ဖော်ပြထားပါတယ်။တရုတ်အစိုးရပိုင်ဆိုင်တဲ့စစ်လေယာဉ်နဲ့လက်နက်တွေထွက်လို့တဲ့ AV China ကုမ္ပဏီစီမှာဒူရောပါအကြီးဆုံးလေကြောင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Airbus ကယင်းနှိမ့်နှံမှုဆက်မလုပ်တော့တာဟာစစ်ကောင်စီအတွက်နိုင်ငံရေးအရာအကြီးအကျယ်ထိခိုက်နိုင်တယ်လို့ Blood Money Campaign ကနေပြီးတော့မနေ့ကတော့ထုတ်ပြန်ထားပါတယ်။အဲ့ဒီတရုတ်အစိုးရပိုင်း AV China ကုမ္ပဏီဟာစစ်ကောင်စီကိုလေယာဉ်ဆက်လက်နက်ပစ္စည်းနဲ့နှီးပညာအထောက်အပံ့တွေပေးနေတာဖြစ်ပါတယ်။ 2022ခုနှစ်ဇွန်လ30ရက်နေ့စီးရင်ရ AV China Company စီမှာ Everest ရဲ့ယင်းဤမြို့နယ်မှာက American Dollar တန်140ကျော်ရှိတယ်လို့ Justice for Myanmar ကဖော်ပြထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအထောက်ကူပြုတဲ့အဲ့ဒီယင်းဤမြို့နယ်မှာတွေကိုရပ်တန့်ဖို့အတွက် စကိုင်းကလူမှုဆန္ဒပြပွဲတွေနဲ့အတူရပ်ဖက်အဖွဲ့အစည်း360ကျော်ကလှုပ်ရှားတောင်းဆိုဆန္ဒပြခဲ့ကြပါတယ် မလေးရှားအာဏာပိုင်တွေဟာဖမ်းဆီးခံရတဲ့မြန်မာတွေကိုထိန်းသိမ်းရေးစခန်းတွေမှာနှိပ်စက်နေတယ်လို့ထိုင်းအာဏာပိုင်တွေကလည်းဗမာပြည်ဘက်ကနေပြေးလာတဲ့နိုင်ငံရေးနဲ့ဆက်ဆက်တဲ့သူတွေဒုက္ခသည်တွေအမျိုးသမီးတွေကိုပုံစံမျိုးစုံနဲ့အကြမ်းဖက်နေတယ်လို့နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့45 right ကလွန်ခဲ့တဲ့နှစ်ရက်အတွင်းကထုတ်ပြန်ထားပါတယ်။မလေးရှားကထိန်းသိမ်းရေးစခန်းတွေထဲမှာဆိုရင်ရိုက်နှက်တာအဝတ်အစားတွေကိုအတင်းချွတ်ခိုင်းပြီးတော့ကိုတုံးလုံးနေခိုင်းတာမျိုးတွေလုပ်နေတဲ့အကြောင်း45 right ကအင်တာဗျူးထားပါတယ်။ ထိုင်းကလူခွေတက်ကြွလှုပ်ရှားသူဒုက္ခသူတွေအနေနဲ့လဲတရားဥပဒေအရအကာအကွယ်မရှိတာကြောင့်ဒုက္ခရောက်နေကြရတယ်လို့ဆိုပါတယ်ပလန်မျိုးနဲ့ကန်တော့ yes ကန်တိုက်ပွဲမှာစစ်ကောင်စီက၄ချောင်းတိုက်ခတ်မှုအကျိန်200ကျော်လုပ်ခဲ့ပြီးတော့ဘုံအလုံးရင်900ကျော်ကျဲထားချခဲ့တယ်လို့ PLA ပြည်သူ့လူမျိုးရေးတပ်မတော်ကသတင်းထုတ်ပြန်ကြေညာပါတယ် yes ကန်သိန်းတိုက်ပွဲတိုက်ခတ်ရေးပါ PLA ပြည်သူ့လူမျိုးရေးတပ်မတော်ရဲ့ အမျိုးသမီးရဲဘော်တွေပါပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုထားပါတယ်အခုဒေါ်လာရေးကာလမှာအမျိုးသမီးရဲဘော်အရေးအတွက်တော်တော်များများပါဝင်တဲ့ထူးထူးခြားခြားတိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်ရဲစခန်းကိုတိုက်ခိုက်ထိုးစစ်ဆင်နာကို PLA တပ်ဖွဲ့တွေကပြုလုပ်ပြီးတော့ရန်သူစစ်ကူဖြတ်တောက်ရေးကို PLA နောက်ထပ်တပ်ဖွဲ့နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေကပါပြုလုပ်ကူညီကြတယ်လို့ဆိုပါတယ်မဟာမိတ်တပ်ပေါင်းစုတွေထဲမှာ ABSDF မက္ကတာတာចောင်းသားတပ်မတော်တစ်တဲ့နဲ့တပ်မတော်ဒေါင်းနဲ့ပျောက်ကြား ဗမာပြည်လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF အညာပြည်တပ်ပေါင်းစုတို့ပါဝင်တယ်လို့ဆိုပါရယ်။ကတ်နောက်စကန်သိန်းတိုက်ပွဲမှာရောစစ်ကူဖြတ်တောက်ရေးတိုက်ပွဲတွေအတွက်မှာပါစစ်ကောင်စီစစ်သားအလောင်းတွေနဲ့လက်နက်တွေအများအပြားသိမ်းဆည်းရမိတယ်လို့လည်းဆိုပါရယ်။ကတ်တောက်ရေးစကန်ဟာအိန္ဒိယဘက်ကိုပါကူတန်သွားလာနိုင်တဲ့အတွက်မဟာဗျူဟာအရအချက်ချာကြတဲ့နေရာတစ်ခုဖြစ်တယ်လို့စစ်ကောင်စီကဘယ်သူမှတိုက်လို့မကြတဲ့စကန်တစ်ခုအဖြစ်နဲ့ကြွားဝါနေတဲ့နေရာတစ်ခုလည်းဖြစ်ပါရယ်။ ရှမ်းပြည်ရှေ့ပိုင်းမှာရှိပြီးတော့ Water ဖွဲ့ YouTube SA ရဲ့မြောက်ပိုင်းနယ်မြေကဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မိုင်းပေါက်မြို့မှာမြေရှားတူဖော်မှုဟာလွန်ခဲ့တဲ့ဆယ်နှစ်ကထက်ရှစ်ဆများလာတယ်လို့ရှမ်းလူခွေရေးမန်တိုင်း SHRF ကဂျိုဒုတပ်ပုံတချို့နဲ့အတူထုတ်ပြန်ပါတယ်အဲ့ဒီဒေသမှာ2025ခုနှစ်ကမြေရှားတပ်ထုတွင်၃ခုပဲရှိပြီးတော့2025ခုဖေဖော်ဝါရီလမှာဂျိုဒုဓာတ်ပုံတွေအရမြေရှားတပ်ထုတွင်26ခုကျော်အထိရှိလာတာကိုတွေ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်တတုတို့နေဟာမြို့ရဲ့တောင်ဘက်ကတောင်ကုန်းတစ်လျှောက်မှာရှိပြီးတော့သုံးခုဟာမြို့နဲ့3ကီလိုမီတာ4ကီလိုမီတာလောက်သာဝေးတယ်လို့လည်းဆိုပါတယ်မြေရှားတတုတွေကိုထုတ်ယူရမှာ Institute Leaching လို့ခေါ်တဲ့မြေအောက်ကနေတိုက်ရိုက်ထုတ်ယူတဲ့နီလန်းကိုအသုံးပြုပါတယ် Institute Leaching လုပ်ငန်းစဉ်ဟာမြေရှားတတုကိုထုတ်ယူဖို့အတွက်ဓာတုပစ္စည်းတွေကိုပိုက်တွေကနေတဆင့်တောင်ကုန်းတွေအတွင်းထဲကိုလောင်းထည့်ပါတယ်အဲ့ဒီနောက်မှာမြေရှားတတုထုတ်ယူဖို့အတွက် ထပ်မံပြီးတော့ဓာတုပစ္စည်းတွေပေါင့်ထည့်ပါတယ်အဲဒါလိုတတ်ထုတူဖို့မူဟာမြေပေါ်မြေအောက်ရေအရင်းအမြစ်တွေကိုပါဓာတုပစ္စည်းတွေကြောက်ညဉ့်ညမ်းစေပြီးတော့တွေးရဲ့အောက်ဘက်မှာနေထိုင်တဲ့ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့အသက်မွေးဝမ်းကြောင်းတွေကိုချိတ်ချောက်နေတယ်လို့လည်း SR SHRF ကထောက်ပြပြောဆိုပါတယ်မိုင်းပေါက်ဒေသကတတ်ထုတွေနဲ့ဟာရှမ်းပြည်အရှေ့ပိုင်းရဲ့အဓိကမြေဝမ်းနှစ်ခုဖြစ်တဲ့တန်လွင်မြစ်နဲ့မဲခေါင်မြေဝမ်းတို့အကြားမှာရှိပါတယ်တတ်ထုတွေနဲ့ကနေပြီးတော့ စီးဆင်းတဲ့ရေတွေဟာတန်လွင်မြစ်နဲ့ဆက်သွယ်တဲ့ခါမြစ်ထဲကိုစီးဝင်ပါတယ်ဒါအပြင်အရှိတ်ဘက်ကိုစီးဆင်းပြီးတော့ရှမ်းပြည်နယ်လာအိုစ်နယ်စပ်ကမဲခေါင်မြစ်ထဲကိုစီးဝင်တဲ့လွေမြစ်ထဲကိုလည်းဝင်ရောက်ပါတယ်ဒါကြောင့်တပ်ထုရင်းတွေကနေပြီးတော့လာတဲ့ညဉ့်ညမ်းတဲ့ရေတွေဟာတရုတ်နိုင်ငံဘက်ကိုထိခိုက်မှုမရှိဘဲနဲ့မြန်မာနဲ့အိန္ဒိယနိုင်ငံတွေကိုသာထိခိုက်နေတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ် ပြည်ထောင်နိုင်ငံမှာဒေါက်တာဖွဲ့တင်တဲ့တက်ရောက်နေသူចောင်းသားတယောက်ဖြစ်တဲ့ချမ်းဟောင်ချိုးကိုအ ਨੇ စုံအမျိုးသမီး၁၀ယောက်ကိုမရင်းကျင်မှုနဲ့ထောင်ဒဏ်တသက်ချမှတ်လိုက်ပါတယ်။ချမ်းဟောင်ချိုးဟာအမျိုးသမီးအများအပြားကိုဆေးခတ်မရင်းကျင်ခဲ့သူဖြစ်ပြီးတော့အ ਨੇ စုံ၁၀ယောက်ကိုမရင်းကျင်မှုနဲ့ပတ်သက်ပြီးတော့တသက်အထောက်အထားထင်ထင်ရှားရှားပြသနိုင်တဲ့အတွက်ထောင်ဒဏ်တသက်ချမှတ်လိုက်တာဖြစ်ပါတယ်။ရှော့ရဲ့အမျိုးမျိုးရခဲ့ရင်တောင်မှအနေဆုံး24နှစ်ထောင်ဒဏ်ကြာခံစေရမယ်လို့ ပြစ်ဒဏ်သတ်မှတ်ချက်မှာဆိုထားပါတယ်ပြစ်မှုကျူးလွန်သူဟာအလွန်ညံကောင်းသူတယောက်ဖြစ်ပြီးတော့နှစ်လို့ပွဲမျက်နှာရှိပေမဲ့တပိုင်းတစ်လျှောက်မှာအစိုးဆုံးမရင်းသမားတွေကတယောက်လို့တရားသူကြီးကမှတ်ချက်ပြုထားပါတယ်သူဟာအမျိုးသမီးတွေကိုလိမ့်မှုအသုံးပြုတဲ့အယုတ်တွေတဖွဲသဘောထားတယ်လို့မရင်းမှုတွေကိုလည်းစီစဉ်ချပြီးတော့တည်တည်ချာချာကျူးလွန်ခဲ့တယ်လို့ဆိုထားပါတယ် ဗိုလ်ရံသူကပထမဦးစားပေးတော်လန်တိုက်ပွဲဆင်နွှဲကြဖို့ချင်းလူမျိုးချင်းချင်းပြဿနာကိုတော်လန်ရေးပြီးမှအဖြေရှာဖို့ချင်းဖွဲ့စည်းတွေကတိုက်တွန်းကြေညာထားပါတယ်ချင်းတော်လန်ရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးစုပေါင်းပြီးတော့ဗိုလ်ရံသူစစ်ကောင်စီကိုတိုက်ထုတ်မယ်လို့ချင်းမျိုးသားတော်လန်ရေးတပ်ဖွဲ့၁၈ဖွဲ့ကပူးတွဲထုတ်ပြန်ချက်တခုကိုဇွန်လ၁၉ရက်နေ့မှာထုတ်ပြန်ပြီးတော့အဲ့ဒီထုတ်ပြန်ချက်ထဲမှာရေးသားထားတာပါချင်းပြည်နယ်အတွင်းချင်းတော်လန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေမကြာခဏအချင်းချင်းတိုက်ခိုက်တာပုတ်တိုက်မှုဖြစ်ပွားတာတွေအငင်းပွားတာတွေ လက်နက်နဲ့ဖြည့်ရှင်းမှုကြိုးစားတာတွေလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်သူအကြားမှာစီးလုံးညီညွတ်မှုအားနည်းလာတာတွေကြောင့်ပြည်သူတော်လှန်ရေးခရီးနှောင့်နှေးကြန့်ကြာသွားနိုင်တဲ့အပြင်ချင်းလူမျိုးတွေရဲ့တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်လဲကြရှုံးသွားနိုင်တယ်လို့ဆိုထားပါတယ်အဲဒါကြောင့်ချင်းຫນွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့18ဖွဲ့အနေနဲ့ຫນွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာလေးစားမှုရှိပြီးတော့ချင်းတစ်မျိုးသားလုံးညီညွတ်ရေးအတွက်မျှော်မှန်းတယ်လို့အချင်းချင်း ကြားထဲမှာနားလည်မှုလွဲမားစေနိုင်တဲ့အပြုအမူနဲ့အပြောအဆိုအလုံးကိုရှောင်ရှားဖို့သဘောတူထားတယ်လို့ဆိုပါတယ်တော်မှာမြို့နယ်ထနောင်းကုန်းပြူစောတိကြည့်ရမှာပြူစောတိအဖွဲ့ဝင်အချင်းချင်းတက်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်အဲ့ဒါလိုတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ပြူစောတိအဖွဲ့ဝင်အချင်းချင်းတက်ပြတ်ပြီးတော့စွန့်ပစ်ထားတဲ့အလောင်းတလောင်းနဲ့ကာပိုင်အမျိုးအစားတနက်တက်လက်ကြီအတောက်230နဲ့ကြီ box နှစ်ခုတို့ကိုတိတ်စီရမိကြတယ်လို့တောင်သာပကဖဖကထုတ်ပြန်ထားပါတယ်။ဇွန်လ၁၆ရက်နေ့မနက်ပိုင်းမှာတောင်သာမြို့နယ်ပကဖဖဟာပြူစော်တိဖွဲ့ကိုတိုက်ခိုက်ဖို့သွားစဉ်မှာတောဆက်တနေရာမှာလက်နက်ငယ်ပစ်ခတ်သံကြားတဲ့အတွက်ကြောင့်နယ်မြေရှင်းလင်းရေးတွားရောက်လောက်ကန်ခဲ့ပြီးတော့တိတ်စီနိုင်ခဲ့တာလို့တောင်သာပကဖဖကထုတ်ပြန်ထားပါတယ်။တရရကဘာစစ်ဖြစ်မဲ့အန်ဒီယားကနေရှောင်ရှားနိုင်ရဲ့အတွက်ဗြိတိန်ပြင်သစ်ဂျာမနီနိုင်ငံတို့က ဒီကနေ့တောက်ကြနေမှာပဲဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာအီရန်နဲ့တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ထားပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့တိုက်ခိုက်မှုဟာရှေ့ရက်ကြာမြင့်နေပြီဖြစ်ပြီးတော့တိုက်ခိုက်မှုဟာတိုက်နေတခြားပြင်းထန်လာပါတယ်။အမေရိကန်အနေနဲ့ကစစ်ပွဲမှာကိုရိုင်းကိုကြပါမပါကိုသတင်းနှစ်ပတ်အတွင်းမှာဆုံးဖြတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုထားပါတယ်။အီရန်နဲ့ကုလသမဂ္ဂရဲ့အတမတ်ကြီးဖြစ်သူအာလီဘာရိုင်နီကအနေဆုံးအဆင့်အနေနဲ့အစ္စရေးရဲ့ကျူးကျော်တိုက်ခိုက်မှုကိုဥရောပနိုင်ငံတွေကရှုတ်ချပြီးတော့စစ်စင်ရွေးနေတာကို ရက်တန့်ဖို့တော့ပြောဆိုဖို့လိုကြောင်း Euros New သတင်းဌာနကို ပြောဆိုထားပါတယ်။အဲ့ဒီအတော်အတွက်မှာပဲ Israel ကကွယ်ရေးဝန်ကြီး Israel Cost ကတော့ Iran ခေါင်းဆောင် Ayatollah Khomeini ကိုလူပြည်မှာဆက်လက်ရှင်သန်ခွင့်မပေးနိုင်ဘူးလို့ပြောဆိုနေပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာပါ။